ညနေရကျွန်တော်တို့က၃ထိပ်ကလွဲပြီးတော့ကျွန်တော်ကိုးအပိတ်ကမှန်သွားတယ်နော်၃ကိုးမဖြစ်ပဲကိုးကိုးဖြစ်သွားတယ်ဒါပေမဲ့လို့ကျွန်တော်တို့တကွက်ကောင်းစိုက်ကတော့ထိုးရတယ်ပေါ့နော်အဲ့လိုမျိုးလို့ရှိတယ်အဲ့တော့အခုပြမအောင်ဆုံးမနေ့ကမနေ့တည်းစပြန်မှာကျွန်တော်လုံးပိုင်ပေါ့နော်လုံးပိုင်းကဘယ်လိုစပြမလဲခွန်ကိုးတဲ့ဒီလေးနဲ့ပေါင်းလို့ ကုန်ကိုလေးကုန်ကိုလေးပေါင်းညာဒုံညာဒုံညာပိုင်နော်ဒုံညာပိုင်တခါကျွန်တော်ဒီမှာ95 95ပေါင်းတော့၄၄နဲ့ရှင်းနဲ့ပေါင်းတော့၁95ပေါင်းတော့98ပေါင်းတော့3 3နဲ့9နဲ့ပေါင်းတော့2နော်2ပိုင်2ပိုင်ဆိုတော့2ပိုင်တခါဒီမှာ9ဒုံညာပေါင်းတော့9 ငါးနဲ့ရှင်းနဲ့ပေါင်းတော့၃၃ပိုင်းနော်၃ပိုင်း၃ည၂၃ပထမတော့၃ညဒီမှာ၂ဒီမှာ၃နော်၃ည၂၃ကြာတယ်ဒါဆိုရင်ကျွန်တော်ဒီမှာ၃ည၁ပေါင်းတော့၁၁နဲ့ဒီဘက်က၉နဲ့လှမ်းပေါင်းမှာ၁နဲ့ဒီ၉နဲ့ပေါင်းဒီ၉နဲ့ပေါင်းတော့၃ညနော်၃ညရဆိုတော့၃ညမနေ့ကမနေ့မှာ၃ညဒီလုံးပိုင်းနေနဲ့စတွေ့ပါတယ် เนาะ၃ညပိုင်းဆိုပြီးစတွေ့ရောเนาะကဲဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကကြတော့ break ပေါ့เนาะ break break ပြ break ပြမယ်ဆိုရင် break ပြမယ်ဆိုရင်เนี่ยဘယ်လိုစပြမလဲဆို9 9ရေခွန်ရေပေါင်းတာ9 9ခွန်ပေါင်းခြင်းကတိရတယ် sorry ငါခွန်ပေါင်းတော့ sorry เนาะခလားလေးအဲ့တော့နှင်းငါခွန်ပေါင်းခြင်းက break တော့အဲ့ဒါကိုစပြီးကြည့်ဒီမှာကျွန်တော်တို့နှစ်ရေငါးရေပေါင်းတော့ခွန်ခွန်နဲ့ခွန်နဲ့ပေါင်းတော့၄တော့၄ခု၄ခု break ပေါ့နော်၄ခု break ၄ခု break အဲ့၄ခု break ဆိုတော့ဒီမှာကစပြီးတော့ဒီမှာကျွန်တော်တို့၄ break ကြာတယ်ပေါ့နော်၄ break စကြာတယ်၄၀ဆိုပြီးတော့၄ break ကြာတယ် ဒီကောင်အရောက်တစ်ချက်ပြောင်းလိုက်ပါနော်40ဆိုပြီး၄ပြိတ်ကြာတခါကျွန်တော်တို့နောက်တစ်ခုဒါကြတော့အစိမ့်နဲ့သွားလာကြတာမနော်အဲ့တော့ဒီမှာဆိုရင်9300ည9ပေါင်းတယ်9300 9ပေါင်းတော့8 83ပြိတ်နော်83ပြိတ်83ပြိတ်ထဲရဒီမှာကျတော့ဝိုင်းမပြတော့နော်ဒီမှာဆိုရင်1 1 3ပြိတ်နော်3ပြိတ်ကြာတယ်ဒီမှာတော့အပေါ်မှာ4ပြိတ်ဟူအောက်မှာ3ပြိတ်ကြာတယ်ဗောနော်3ပြိတ်ကြာတယ် ဲ့တော့နောက်ထပ်ကကျွန်တော်တို့ဒီမှာ91ပေါင်းတော့30ဒီက4နဲ့ပေါင်းတော့4เนาะ4 9 break 4 9 break ထဲကကျွန်တော်တို့9 break ကြာတယ်ဘာလို့မနေ့က9 break ဒီမှာ9 break ကြာ9 break ကြာတယ်เนาะဒါဆိုရင်ကျွန်တော်တို့နောက်ထပ်မနေ့ကမနေ့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာ4 3ပေါင်းချင်းကခွန်เนาะခွန်ခွန်နဲ့9နဲ့ပေါင်းတော့6เนาะ6 dip break ရှိတယ်เนาะ6 dip break ရှိတယ် ။နောက်ခုနတော့က300ဘိုင်။နောက်အခု6 tip rate 6 tip bk ဒါဆိုရင်300ဘိုင်6 tip bk ဆိုရင်ပါရှိ300ဟို6ဖြစ်အောင်တော့60ရှိမယ်နော်။ tip rate ဖြစ်အောင်30ဒါပဲရှိမယ်ပေါ့နော်။60 30ဆိုတာရှိမယ်ပေါ့။တုံညာပိုင်းနဲ့လာမယ်ဆိုရင်6ပြိတ်နဲ့ညိမယ်ဆို60 30ရှိမယ်။ကဲဟုတ်ပြီအဲ့တော့ဒါကိုဖြတ်လိုက်မယ်။ တခါတက်ခတ်လမ်းကြောင်းနဲ့ပေးနေတာတွေဝမ်းကျင်းပေးနေတာရှိတယ်ဘောနော်အဲ့ဒါကဘယ်ကနေစမလဲဆိုရင်ဒီမှာကရှစ်ချစ်ရှစ်ရှစ်ပေါင်းချင်းဟာနေစရှစ်ရှစ်ပေါင်းချင်းက6 6ဆိုတော့6နှစ်ခတ်က9 6 9ဝမ်းကျင်း6ဝမ်းကျင်းရဒီမှာ9ပေးတယ်နော်အပေါ်မှာနော်9ပေးတယ်9 9မှာပေးတာကိုပြောတာနော်တခါ36ပေါင်းတော့လေ9ပဲဆိုတော့96ဝန်းကျင်ပဲเนาะ96ဝန်းကျင်ပဲ96 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 ုး6ဝန်းကျင်ဆိုတော့9ပဲပြီးတယ်တခါဒီမှာဆိုရင်ခွန်ခွန်ပေါင်းတော့4เนาะ4 4နှစ်ဝန်းကျင်4နှစ်ဝန်းကျင်က40မှာပြီးတယ်40မှာပြီးတယ်တခါဒီမှာဆိုရင်99ပေါင်းတော့8 8ဝန်းကျင်8ဝန်းကျင်က2တက်မှာပြီးတယ်8ဝန်းကျင်8ဝန်းကျင်က2တက်မှာပြီးတယ်တခါဒီမှာဆိုရင်9လေးပေါင်းတော့9ဆိုတော့96ဝန်းကျင်ပဲ96ဝန်းကျင်ကကြတော့63ပါပြီ 63ပါပေးတယ်နော်ဒါဆိုမလဘန်နဲ့တွေ့ဆိုရင်39ပေါင်းတော့9ရတယ်နော်ဒါဆိုရင်ကျွန်တော်တို့96ဝန်းကျင်ပဲရတယ်96ဝန်းကျင်တစ်ပရိတ်ဆိုရင်ပါရှိအာ66 96ဝန်းကျင်ကို3ပိုင်း3ပိုင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာက90နဲ့ကျွန်တော်တို့60နဲ့ဆိုအဲ့နှစ်ကွက်ရှိနော်90နဲ့60ဆိုအဲ့နှစ်ကွက်ရှိမယ်နော်အဲ့တော့နောက်ထပ်ဟိုဝန်းကျင်တွေကတော့တွေ့တယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့ ဝါဒီမှာကျွန်တော်ဝိုင်းကြီးနေဆက်ပြမယ်ဆိုရင်ဒီ2 6ခုကစမယ်เนาะ2 6ခုဒီ2ရေဒီ6ရေဒီခုရေပေါ့เนาะအဲ့3လုံးပေါင်းလာ2 6ခုဒီ2ဒီ2ရေเนาะဒီက6ခုရေပေါင်းလာ2 6ခုပေါင်းလာ နှစ်ချောက်ကုံပေါင်းခြင်းကတဲ့သူကဘာရလဲဆိုတော့ရှစ်ခုံပေါင်းတော့ငါးငါးတုံညာဝန်းခြင်းငါးတုံညာဝန်းခြင်းကသူကဒီ95မှာစပြီးတခါဒီက9ရေ9ရေခွန်၄ရေပေါ့9ခွန်လေးပေါင်းတော့လေတုံညာရတယ်နော်တုံညာ9ဝန်းခြင်းပဲ sorry တုံညာ9ဝန်းခြင်းတုံညာ9ဝန်းခြင်းရကြတယ်ဘယ်မှာပြီးလဲဆိုတော့40မှာပြီးတယ်နော်40မှာပြီးတယ်တခါကျွန်တော်တို့ဒီမှာဒီမှာဆိုရင်သူက9ရေဒီ9ရေ ီက9ရှေ့9 9ပေါင်းတော့ရှေ့ရှင်းနေရှင်းနေပေါင်းလို့6 6တဲ့ဝန်းကျင်6တဲ့ဝန်းကျင်ရကြတော့ကျွန်တော်နှစ်တဲ့မှာပေးတယ်နော်နှစ်တဲ့မှာပေးတယ်တော့တခါကျွန်တော်တို့ဒီမှာဆိုရင်4ရ4ရဒီက4ရှေ့ရပေါင်း4ရှေ့ရပေါင်း4 4ရှေ့ဆိုတော့ဒါရှစ်ရှစ်4ပေါင်းလို့ရှေ့ရှင်းနေရှင်းနေပေါင်းလို့6 6တဲ့ဝန်းကျင်ဒီ6တဲ့ဝန်းကျင်ရကြတော့ဒီမှာ63မှာပေးတယ်ဒါဆိုမနက်ဖြန်အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနှစ်ရှိတယ် နှစ်ရှိရဲ့ဒီက99ရှိတယ်เนาะ99ရှိတော့3ညရတယ်เนาะ3ည5ဝန်းကျင်မနက်ပိုင်းအတွက်ဆိုရင်3ည5ဝန်းကျင်ဆိုပြီးရှိတယ်အဲ့တော့ဝန်းကျင်တွေကကျွန်တော်တို့3ည5ဝန်းကျင်ရှိတယ်96ဝန်းကျင်ရှိတယ်เนาะ96ဝန်းကျင်ရှိတယ်နောက်6ဘိုင်ရှိတယ်ဗောနော်ဟော sorry 3ည5ဘိုင်ရှိတယ်เนาะ3ည5ဘိုင်ရှိတယ်3ည5ဘိုင်ရှိတယ်ပရိတ်အားဖြင့်ပြောမယ်ဆိုရင်အာ6တက်ပရိတ်ရှိတယ်เนาะ6တက်ပရိတ် PK ရှိတယ်ဗောနော်ဒါကတော့ ပြီးဘရိတ်ကတော့၃ဘွဲတော့ပေးတာ၄ဘွဲပေါ့နော်မင်းညပြခဲ့တဲ့ဟာဆိုရင်၆ဘရိတ်ဆိုရင်သူက၄ဘွဲတိမှန်နေ၅ဘွဲကြတော့မပေးတော့ဘူးเนาะအဲ့လိုမျိုးရှိဒါဆိုရင်ကျွန်တော်တို့ကမနေ့ကငါအတွက်ထိုးခွက်ယူမိဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခုနတော့ကကျွန်တော်တို့တွဲကြည့်တယ်ပေါ့နော်အာဘရိတ်လောက်တယ်ပေါ့၃ညပိုင်းနဲ့ဘရိတ်လောက်တာရှိတယ်ပေါ့နော်၃ညပိုင်းနဲ့ဘရိတ်လောက်တယ်အာမနေ့ကအတွက်ထိုးခွက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့၃ည ဘိုင်းနဲ့ break လုပ်တဲ့ဟာဆိုရင်60ရှိမယ်။နောက်30ရှိမယ်ပေါ့နော်။နောက်96ဝိုင်းနေတယ်ဆိုရင်60ရှိမယ်။ဒါ90ရှိမယ်ပေါ့နော်90ရှိမယ်။အာ35ဝိုင်းချင်းနဲ့6တက် break လုပ်မယ်ဆိုရင်လေ35ဝိုင်းချင်းကို6တက် break လုပ်မယ်ဆိုရင်လေ36ရှိမယ်။နောက်37ရှိမယ်။ဒါကတော့အပေါ်မှာလည်း2နေပါ2နေဖြတ်ပလိုက်မယ်နော်။2နေတော့ဖြတ်ပလိုက်မယ်။9ကို6တက် break လုပ်မယ်ဆိုရင် ဘာရှိမလဲဆိုရင်တင်9ရှိမယ်ဒါ6ဘရိတ်6-5ရှိမယ်ပေါ့နော်6-5ရှိမယ်ဒါ10ဘရိတ်6-10ဘရိတ်လောက်တာပေါ့နော်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒါ3-5ဝန်းကျင်ကိုလောက်ထားတာပေါ့ဒီ6-6ဝန်းကျင်ကို6-10ဘရိတ်လောက်မယ်ဆိုရင်အဲ6ကိုလောက်မယ်ဆိုရင်60 6-5เนาะ9ကိုလောက်မယ်ဆိုရင်6-10ဘရိတ်လောက်မယ်ဆိုရင်9ခွန်ရှိမယ်ပေါ့9ခွန်9ခွန်ရှိမယ်90ခွန်9ခွန်ရှိမယ်နောက်ပြီးကြတော့ အဲတစ်ဘရိတ်လို့မလို့9နှစ်ရှိမယ်ပေါ့နော်9နှစ်ရှိမယ်ဒါလေးရှိမယ်ပေါ့အဲ့တော့ဒါ၃ညပိုင်းတော့မပါတော့ဘူးနော်ဒီမှာ၃ညပိုင်းနဲ့ဆိုရင်ကျွန်တော်တို့က60 30 60 90နော်အဲ့ဒါလေးထိုးရမယ်ဆိုတော့9ဘရိတ်ကြတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့က9ဘရိတ်ပြန်ကြမယ်ဆိုရင်90ကိုထိုးတင်တယ်ပေါ့နော်90ကိုအဲထိုးထိုးတင်တယ်ပေါ့90 sorry 90ကိုပို့ပြီးတော့ ျွန်တော်ထိုးတင်တယ်ပေါ့နော်90ထိုးတင်တယ်ဒါဒါ၃ညပိုင်းနဲ့တကယ်လို့၃ညပိုင်းနဲ့6တက်ပြည့်ဖြစ်မယ်ဆိုရင်ဒီထဲမှာအာ60ဟိုပို့တော့ကြတယ်ပေါ့နော်60ပို့တော့ကြတယ်60ကိုပို့တော့ကြတယ်အဲ့တော့၃ညပိုင်းကဒီ၃ည၅ဝန်းကျင်းမှာလဲအ ဒီမှာ၃ညလာတွေ့တယ်เนาะနောက်၃ညပိုင်းဟာလည်းရှိတယ်ဗောနော၃ညပိုင်း၃ဘွဲပဲပြေးထားတဲ့ပိုင်းလုံးပိုင်းတစ်လုံးဆိုเนาะ၃ညနဲ့ပတ်သက်လို့60 30 60 90ရှိတယ်ဗောအဲ့၄ခွက်ကအဓိကနည်းနည်းသတိထားရမယ်၄ခွက်ဖြစ်တယ်ဗောနော60 30ဟိုနမာဒီ60ကတော့တူပြီးသားဆိုဒါဆို၃ခွက်ပေါ့60ရယ်30ရယ်90ရယ်ဗောနော်အဲ့၃ခွက်ကတော့သတိထားရမယ်၃ခွက်ဖြစ်နေပါဒါ၃ညနဲ့အောက်ကတင်ကားရောခြောင်ကားရောကိုးခွန်တို့ကိုးနှစ်တို့ကတော့အရန်အနေနဲ့ပဲ ထိုးတင်တယ်ပေါ့နော်အဓိက main အားဖြင့်သဘောကျတာတော့ကျွန်တော်6တက် break ဖြစ်မယ်ဆိုရင်တော့60ပို့သွားကြတယ်တကယ်လို့6တက် break မပြီးတော့ဘူးဆိုရင်တော့ကျွန်တော်90ပို့သွားကြတယ်ပေါ့နော်90ကဘာလို့သဘောကျလဲဆိုတော့6 break ဖြစ်လို့နော်6 break ကမှဒီမှာမနေ့ပိုင်းမှာတော့63ဆိုပြီး6 break ရိုက်တာလို့6 break to break ဆင်းမယ်ဆိုရင်6 break အားကောင်းပါတယ်ညိုကဲအားလုံးနောက်ထပ်ဂွင်ကောင်းတာပါညာရှိရဲဆိုရင်ကျွန်တော်တက်ပြီးတော့နော်အတူအနေနဲ့တင်ပေးမယ်ပေါ့အလုံးမဲ့မလပံမနဲ့မှာကျွန်တော်တုံညပိုင်းနဲ့ခံကောင်းကြပါလေ။